လာပါရှင်ကျမကတော့ချီချိုဆမ်မ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်စစ်တပ်ရဲ့ကြောထောင်နောက်ခံပေးထားတဲ့ကြန့်ခိုင်ရေးပါတီကမဲဆွယ် COE လိုက်သူတွေကိုငွေကြက်တောင်းွဲပေးမယ်လို့မဲလုံပေးပြီးခေါ်သွားပေမဲ့အမှန်တကယ်များရှိဘူးလို့မဲဆွယ် COE လိုက်သူတွေကပြောပါတယ်အတူပါလာ31ရက်ကရန်ကုန်မြို့တာဂိတတစ်စေးကွေးမှာစက်ခရရေးပါတီကနေဝင်ရောက်ရှေ့ပြိုင်မဲ့ကိုစလေလောင်းတွေကမဲဆွယ်စီအိုရေးပြုလုပ်ခဲ့တာဖြစ်ပြီး မဲဆွဲစီအိုရေးလိုက်ဖို့စိုက်ကားသမားနဲ့ဘေးရဲစိုက်ကဲမောင်းသူအယောက်၄၀လောက်ကိုဆက်နဲ့ငွေကျပ်တောင်းခွဲပေးမဲ့ဆိုကခေါ်ယူခဲ့တာလို့ဆိုပါရယ်မဲဆွဲစီအိုရေးလိုက်ခဲ့ပေမဲ့အမှန်တကယ်ငွေကျင်းနဲ့ထောက်ပံ့ပစ္စည်းမရရှိတဲ့အတွက်သက်ဆိုင်ရာရက်ွက်အုပ်ချုပ်ရေးမှုယုံတွေမှာစိုက်ကားသမားနဲ့ဘေးရဲမောင်းသူတွေကတွားရောက်တောင်းယူခဲ့ပေမဲ့မရရှိခဲ့ဘူးလို့ဘေးရဲမောင်းသူကပြောပါရယ် တခြားမြို့နယ်တွေမှာလည်းစက်ခိုင်ရေးပါတီဝင်တွေကမဲဆွယ်စည်းရုံးရေးတွေမှာလိုက်ဖို့စိုက်ကားသမားနဲ့ဗေရဲသမားတွေကို ခေါ်ယူနေတယ်လို့သိရပါဗျ။ဒါအပြင်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်းစက်ခိုင်ရေးပါတီနဲ့အပြိုင်ပတ်စံပေးပြီးမဲဆွယ်စည်းရုံးရေးလိုက်ဖို့ခေါ်ယူနေတာတွေရှိတယ်လို့မြို့ကန်တွေစီကသိရပါဗျ။ ရနီပြည်နယ်ဒီမော့ဆိုအနောက်ချမ်းကိုစစ်တပ်ကဂျက်ဖိုက်တာအပြင်အသေးခံဒရုန်းသုံးပြီးဗုံးလိုက်ကျလို့ထိခိုက်သေးဆုံးသူတွေရှိနေပါတယ်။ဒီသတင်းကို မော်ရစ်ကပေးပို့ထားပါတယ်ရှင်။နိုဝင်ဘာ3ရက်မနက်ပိုင်းမှာခရီနီပြည်နယ်ဒီမော့ဆိုအနောက်ချမ်းတနေရာကိုဂျက်ဖိုက်တာနဲ့ဘုံးလာကျဲပြီးတဲ့နောက်ကာမီကာဇေလို့ခေါ်တဲ့အသေးခံဒရုန်းတွေနဲ့ဘုံးလာထတ်ကျဲတဲ့အတွက်ထိခိုက်သေးဆုံးသူတွေများတယ်လို့လက်ရှိကယ်ဆယ်ရေးဝင်နေတဲ့သူတွေက DPP ကိုပြောပါရယ်။မနက်ပိုင်း9နာရီဝန်းကျင်မှာဘုံးလာကျဲသွားတာဖြစ်ပြီး တေဆုံးထိခိုက်ဒဏ်ရာရတဲ့သူတွေထပ်တိုးလာနိုင်မှုရှိတယ်လို့ကေဆေးသမတ်တူကဆက်ပြောပြပါတယ်။ငါရောက်လာပြီလို့ဆက်။မေရလည်း၃လလောက်ရှိတယ်တော်တော်ပြင်းတာပေါ့နော်။ဘယ်ကဲမို့ဖိုက်တာနဲ့ဖိုက်တာထားပြီးတော့သူစား၃လလောက်ရှိမယ်လေချပါ။ ဘုံကျဲတိုက်ခိုက်မှုအပြီးလက်နက်ကြီးနဲ့ပစ်တာတွေထပ်ရှိနေတဲ့အတွက်လေကြောင်းအန္တရာယ်လက်နက်ကြီးပစ်ခတ်မှုအန္တရာယ်တွေကိုအချင်းချင်းအသိပေးရင်သတိထားစောင့်ကြည့်နေရတယ်လို့ဘုံကျဲခံရတဲ့အနည်းဆုံးနေရာကဒေသခံတဦးက DBB ကိုဆက်ရှင်းပြပါရယ်တချို့ကဆိုင်တဲ့ဆိုင်ပေါ်မှာခေါမှုပေါ်လာတာမျိုးတွေရှိတယ်အစားစိတ်နာပေါ့သူကလီမဝဲပဲနဲ့ပြုံးတိုင်းလာတာသူ KSP ရဲ့မိ၃ရောက်တော့ကြာရင်တင်းထောင်တဲ့တယောက်ကတော့ ခရီးနီပြည်နယ်တဲကမဲဆဲရှားတော်နဲ့ဖားဆောင်မြို့နယ်အပါအဝင်မြို့နယ်63မြို့နယ်ကိုအရေးပေါ်ချင်းနေ3လစစ်တပ်ကကျင်းညာပြီးရပိုင်းအကြာမှာပဲအခုလိုအသေးခံ drone နဲ့တိုက်ခိုက်ခံရတာဖြစ်ပြီးလက်ရှိသေဆုံးထိခိုက်ဒဏ်ရာရတဲ့သူတွေကိုအတီးပြုတ်နိုင်မှု DBB ကစူးစမ်းနေပေမဲ့လုံခြုံရေးအခြေအနေတွေကြောင့်အတီးပြုတ်နိုင်တာမရှိသေးပါဘူးခင်ဗျာကျွန်တော် Morris ပါ တနင်္သာရီတိုင်းဗုတ်ပြေမြို့နယ်ကရသူရီမြို့နယ်ခွဲမှာစစ်ကော်မရှင်ရဲ့မဲဆွယ်စီအိုရေးကာလအတွင်းအင်နောက်စုမှတ်ပုံတင်တွေလုပ်ပေးဖို့စီရင်ပြစုခဲ့ပြီးတဲ့နောက်တွားရောက်ထုတ်ပြီးတဲ့နေရာမှာငွေကြေးတောင်းရမှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ုတ်ပြင်းမြို့နယ်လာဝကားကဦးစီးပြီးအိနာစုမှတ်ပုတ်တင်မရှိသူတွေကိုအသစ်ထုတ်ပေးခဲ့တယ်လို့သိရပြီးအော်တိုဘာလ30ရက်နေ့ကသွားရောက်ထုတ်ယူတဲ့အခါမှာအိနာစုတစုကိုငွေ3000ကျပ်နဲ့မှတ်ပုတ်တင်တစ်ခုကိုငွေ5000ကျပ်စီပေးဆောင်ရမှာဆိုပြီးတောင်းခံခဲ့တယ်လို့တိသားခံပြည်သူတယောက်ကပြောပါတယ် စတင်လုပ်တဲ့အချိန်ကအခမဲ့ဆိုပေမဲ့မပုတ်တင်တဲ့အနောက်စုစီရင်တွေကိုထွေအုပ်စည်းစီမှာအနှံထားပြီးတွားရောက်ထုတ်ပြီးတဲ့အခါမှာထွေအုပ်စည်းကအခုလိုပတ်စံတောင်းတာဖြစ်ကအရင်ကာလတွေတုန်းကလည်းလာဝကာနဲ့ထွေအုပ်ပေါင်းပြီးအခုလိုငွေကြေးတောင်းခံတာတွေပြုလုပ်တာမျိုးရှိတယ်လို့ဆိုပါရယ်စစ်တပ်ရဲ့ဝါဒဖြန့်တဲ့ဆော်ရီမှာတော့မပုတ်တင်သကောက်စင်းပြုလုပ်တဲ့နေရာမှာငွေကြေးတောင်းခံတဲ့ဝန်ထမ်းတွေကိုအေးအေးမှုတွေဆောင်ရွက်နေတယ်လို့ မကြာခဏဖော်ပြထားပြီးကရသူရီမြို့နယ်ကွဲကအခုဖြစ်စဉ်မှာလဲဒေသခံတွေရဲ့ပြောကြားချက်အရတာဝန်ရှိသူတွေကငွေကြေးတောက်ခံတာနဲ့ပတ်သက်လို့ DPP ဘက်ကအတည်ပြုနိုင်ဖို့သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ဆက်သွယ်နိုင်ဖို့စူးစမ်းနေဆဲဖြစ်ပါတယ်ရှင်။ ရခိုင်ပြည်နယ်စစ်တွေမြို့မှာရခိုင်ကနာမည်ကြီးအစိုးရတွေနဲ့တစောင်းနိုင်ပွဲကိုကျင်းပသွားမယ်လို့ရခိုင်ပြည်နယ်စစ်ကောင်စီအစိုးရအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဦးလှသိန်းကသူ့ရဲ့လူမှုကွန်ရက်ကနေထုတ်ပြန်ပါတယ်။နိုဝင်ဘာလ၄ရက်မှာကြာရောက်တဲ့တစောင်းနိုင်ပွဲမှာဦးမောင်သိန်းကိုမြက်ခိုင်ကျော်နဲ့ကိုခိုင်ကျော်လင်းတို့ဦးဆောင်တဲ့ရခိုင်အစိုးရတွေနဲ့ကျင်းပသွားမယ်လို့ဦးလှသိန်းကဆိုပါတယ်။ တခါပြည်နယ်အတွင်းတပ်ဖွဲ့တွေ ပြင်းထန်နေပြီးမြို့သားရဲ့စိတ်ဓာတ်အမြင့်ဆုံးရောက်ရှိနေချိန်စစ်ကောင်စီကျင်းပတဲ့ပွဲမှာတချင်းတိဆိုသူတွေဟာသူတို့ရဲ့တည်တဲ့ဘက်ကိုပေါ်ပေါ်ထထင်ပြသလိုက်တာလို့စစ်တွေမြို့ကန်မြို့သားတယောက်ကပြောပါတယ်စစ်ကောင်စီကြေပါမဲ့ stage show မှာတိဆိုကြမဲ့သူတွေဟာအရင်ကတည်းကစစ်ကောင်စီနဲ့နှိစက်သူတွေဖြစ်ပြီးစစ်ကောင်စီကြေပါတဲ့ပွဲတိုင်းမှာတိဆိုကြသူတွေဖြစ်ကြတယ်လို့ရခိုင်အစိုးရအသိုင်းအဝိုင်းကပြောဆိုကြပါတယ်။ စစ်ကောင်စီကဒဇမုံလာပြင်းနေ့မှာစွန်းစံလောင်းပွဲကိုလည်းပြုလုပ်သွားမယ်လို့ဦးလာသိန်းကပြောဆိုထားပါတယ်ရှင်။ TBB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆက်ပါရှင်